တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့သတင်းတွေကိုမပြောခင်မှာဗတ်မအူဆုံနေဦးမေချစ်တဲ့တော်လိုင်းရင်မိသားစုတွေအရောက်စီတိုင်းကိုနေဦးမေတောင်းပန်စကားအရင်ပြောချင်တယ်ဆိုတော့အခုဒီတရနေ့ရက်ထဲမှာသတင်းတွေကိုပုံမှန်မတင်ပေးနိုင်ဘူး။တရင်နေမတင်ပေးနိုင်ဘူးဆိုတော့စာတူလေးတောင်ရေးပြီးမတင်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့်အားလုံးကိုအနှုံးညွန့်တောင်းပန်ပါတယ်ဆိုတော့အကြောင်းအရင်အုပ်ဆုံးပြောချင်တယ်နော်ဆိုတော့ ဒီနေ့စည်ရတဲ့ရင်နဲ့ကတော့ပထမဦးဆုံးကြောက်ရုတ်ကချင်းပြည်နယ်ရဲ့တရင်ထဲမှာအောင်ပွဲတရင်နဲ့အတူစစ်ခွေးတွေခွေးယူပြန်နေတဲ့အကြောင်းကိုပြောပြချင်တယ်။အော်တိုဘာလ23ရက်နေ့တုန်းကတော့ခွန်လန်းဖူးမြို့နယ်မှာရှိတဲ့ခလာရ139နဲ့အတူပြည်သူစစ်တရဲ့စခန်းနှစ်ခုကိုကြောက်ရုတ် KIA နဲ့ပူးပေါင်းတော်လိုက်ရဲဒီဘက်ကနေမှအပြတ်တပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဆိုတော့ကျွန်တော်ကချင်ပြည်နယ်နဲ့အတူမြန်မာမြေပြင်ပေါ်မှာစစ်ခွေးတွေရဲ့ခလာရ139ဆိုတာဟာလုံးဝမရှိတော့ဘူးတမိုင်းမှာပဲကြံခဲ့ပြီးဆိုတဲ့အကြောင်းပြောချင်တယ်မနေ့ကမနေ့9နိုင်နဲ့45မိနစ်လောက်မှာ white travel ရင်ကတော့ဒီ white mall မြောင်ဘက်မှာ9ရက်ဝက်လောက်ပြန်နေပြီးလို့ရှိရင်သူတို့ဘုံကျဲတိုက်ခိုက်ခဲ့တယ်အဲ့မှာဘုံကျဲပြီးတော့နေ့လေကြတော့လန့်စေကိုပြန်ပြင်းမှဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတော့ဒီနေရာမှာ ။တလောက်ထိဘုံကျဲထိုက်ခဲ့ပေမဲ့ဒီနေ့ကျတော့ဒေါ်လာရဲတီထိတလားဆိုတော့မထိဘူး။ဒါပေမဲ့ဝါနေတာကတော့အခုဒီခွန်လန်ဖိုးမှာတော့ပြည်သူတွေရဲ့ဆိုင်လဲခိုးကတော့စစ်ခွေးတွေရဲ့ဘုံကျဲမှုကြောင့်အော်ပြက်စီးသွားတယ်ဆိုတဲ့အကြောင်းကိုသိရတယ်ဆိုတော့အခုဒီလက်မြောင်မှာတိုက်ပွဲဒီအစ်မတာမှာပြင်းထန်ခဲ့တယ်ဆိုတော့လွန်ခဲ့တဲ့၃ရက်လောက်မှာကျွန်မပြောခဲ့တယ်ဝိုင်းမော်လက်မြောင်ဘက်မှာတိုက်ပွဲတွေတော့မရှိဘူးဒါပေမဲ့စစ်ခွေးတွေဘက်ကနေတော့လက်နက်ကြီးတွေနဲ့ပစ်တယ်လို့ကျွန်မပြောခဲ့တယ်ဆိုတော့အခုဒီဝိုင်းမော်လက်မြောင်ဘက်မှာတိုက်ပွဲမဖြစ်တာတော့ လွန်ခဲ့တဲ့တပတ်လောက်ကလေးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မင်းစင်ပြည်သူခွေ SNA ခွေအာဒံပြည်သူခွေဒူးလေးပြည်သူခွေစကုံတင်းရင်ပြည်သူခွေစစ်ခွေရဲခွေတွေပေါင်းပြီးတော့လမြောင်ဘက်ကိုထိုးစစ်ဆင်လာခဲ့တယ်။အဲ့ထိုးစစ်ဆင်လာခဲ့တဲ့အချိန်မှာ KIA နဲ့ပူးပေါင်းတော်လာရဲတွေရဲ့လက်ချက်ကြောင့်ချင်းငန်ဆက်အပြတ်တက်မိသွားပြီးမှမတေးဘဲနဲ့ကြံတဲ့ခွေးတွေကတော့ ခွေပြေဝက်ပြေပြေးသွားတယ်အဲ့ဆာကဒီနေ့ဒီအချိန်ထိရဲ့နောက်ဆုံးတော့တိုက်ပွဲဖြစ်ခဲ့တယ်အဲ့တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာစစ်ခွေးတွေကလုံးဝထိုးစစ်မဆင်နိုင်ခဲ့ဘူးဒါကြောင့်မို့ပဲအခုသူတို့ထိုးစစ်ဆင်နိုင်ဖို့ရန်အတွက်ဆိုပြီးမှလက်နေကြီးတွေနဲ့အခုအချိန်ထိပြတ်ခတ်နေတယ်ပြီးတော့လေရင်နဲ့လည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်ပြီးနောက်တစ်ခုကတော့ဖကတ်မှာအော်တိုဘလ23ရက်နေ့တုန်းကယူမာအေဗာဝင်းမှာ စခန်းချနေထိုင်ခဲ့တဲ့ခွေးတွေကို KIA နဲ့ပူးပေါင်းတော်လိုက်ရဲဒီဘက်ကနေမှ drone နဲ့ချခဲ့တယ်။ drone နဲ့ချတော့အဲ့မှာမတတွေအများကြီးပေါ်သွားတယ်။ကြံတာတွေကတော့အဲ့ Everwin Company ကနေမှသူတို့ထွက်ပြေးသွားခဲ့တယ်။ထွက်ပြေးသွားပြီးတော့မနေ့ကတော့ KIA ရဲ့ အမတ်6စစ်တနန်းတက်နေတဲ့နေရာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်။ဒါကိုခွေးလော်ဘီဒီကတော့ KIA တနန်းသားတွေအများကြီးကြာရှုံးသွားတယ်လို့ပြောတယ်။တယောက်မှမကြပါဘူး။အခုဒီစစ်တနန်းပေးတဲ့နေရာမှာစစ်ခွေးတွေဘက်ကနေမှမနေ့ည8နာရီ45မိနစ်အထိဘုံအလုံးရေပေါင်း36လုံးလာကျဲသွားတယ်။ဒါပေမဲ့ကျတော့တော်လန်ရဲတွေထိခိုက်မှုလုံးဝမရှိပါဘူး။ကျတော့အမတ်6စစ်တနန်းနေရာမှာဘုံကျဲပြီးတော့နောက်ပိုင်းမှာအခုဒီ ever win ကနေမှခွေပြပြေးသွားတဲ့ ခွေးတွေကတော့ဆက်လက်ပြီးတော့အဲ့မှာထိုးစစ်ဆင်နိုင်ဖို့အတွက်စူးစမ်းနေကြတာပြီးတော့လွန်ခဲ့တဲ့အပတ်မှာခွေးရကောင်နေရကျော်ကဒီကမိုင်းဘက်ကိုဆုတ်သွားတယ်လို့ကျွန်မပြောခဲ့တယ်ဆိုတော့အဲ့ခွေးရကောင်နေရကျော်ကခုဒီ indoor ခွေးခလမ်းဘက်ကနေမှဖာကန်ဘက်ကိုပြန်မှထိုးစစ်ဆင်ဖို့အတွက်ပြင်ဆင်နေကြတယ်ဆိုတဲ့အကြောင်းကိုသိရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကဒီဖာကန်မှာတိုက်ပွဲဖြစ်နေတာ6လရှိသွားပြီဆိုတော့စစ်ခွေးဒီဘက်ကနေမှမတာပေါ်တာကလွှဲရင်ဘာမှထူးခြားတာမရှိတဲ့အတွက်အကြောင်းခွေးနေရကျော် ချုပ်ခွာသွားခဲ့တယ်ပြီးတော့အခုဒီကွေခါဘက်ကနေမှပြန်မှတက်ဖို့အတွက်လုပ်နေကြတယ် KAD ကတော့နေရတကားမှာအသာစီးရနေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။ဘုံဘောမှာလည်းစစ်ခွေးတွေကတော့ဤမျိုးစုံနဲ့ဘုံကျဲတယ်၊လက်နဲ့ကြီးတွေနဲ့ခြတယ်၊ဒုံးနဲ့ခြတယ်။ဒါပေမဲ့ခွေးတွေတာနိုင်စတန်းဆိုလို့ရှိရင်ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာတော်လာရေးဆိုတာမရှိတော့ဘူးလို့ကျမပြောပြပြီနော်။ဒါကြောင့်မို့ကျတော့တော်လာရေးတွေကတော့ နေရတကမှာအောင်ပွဲခံနေတယ်ပြီးနောက်တစ်ခု one ရက်ဆက်တစ်ခုကတော့အစ်ခွေးဒီဘက်ကနေမှ ဘမ်းမောက်ကိုပြန်နေရရှိဖို့ရတော့အကျိုးစားနေတာဟာစက်တင်ဘာလ23ရက်နေ့ကနေဖြစ်တယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်ထိသူတို့ကဘမ်းမောက်ဘက်ကိုမရောက်နိုင်တဲ့အခါမှာရှက်နေခွေးတွေနဲ့စစ်ခွေးတွေမတပေါ်တာတွေများလာတဲ့အခါမှာအခုဒီတိုက်ပွဲဖြစ်နေတဲ့နေရာကနေမှစစ်ရှောင်းနေတဲ့ပြည်သူတွေကိုရှမ်းနေဒီဘက်ကနေမှပေါ်တာတွေပက်ပက်ဆက်ဆက်ဆွဲနေတယ်။အသက်အရွယ်ရောက်တာမရောက်တာနားမလည်ဘူး။ချက်လက်အင်ကာစုံနေတဲ့ကလေးတွေကို SNA ခွေးတွေကိုဘက်ကိုပါဖို့ရန်အတွက်အတင်းအသမပေါ်တာဆွေးနေတယ်ကိုတောင်မှဒုက္ခရောက်လို့စစ်ပြေးနေပါတယ်ဆိုနေမှခွေးတွေကတော့အခုဒီလိုလုံနေတယ်ဘမောင်ရဲ့စစ်ပွဲကတော့စိုးရိမ်ဆရာမလို့ဘူးဒါပေမဲ့စစ်ရှောင်းတွေအတွက်အင်မတားမှဝမ်းနေဆရာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပြောပြခြင်းနဲ့ပြီးတော့နောက် အောင်ပွဲတစ်ခုအနေနဲ့ကတော့အခုဖေခုံအနောက်ဘက်ခြမ်းမှာကျတော့ဒေါ်လာရဲတွေနဲ့စစ်ခွေးတွေရဲ့အကျုံဖြစ်တဲ့ PNO တွေနဲ့တိုက်ပွဲဖြစ်တဲ့အခါမှာ PNO ခွေးတွေအကောင်90ကျော်မတပေါ်တယ်ဆိုတဲ့ဥစ္စာသိရတဲ့အတွက်ကြောင့်ဖေခုံကဒေါ်လာရဲတွေကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ် ပြီးလို့ရှိရင်နောက်စည်ရခုအနေနဲ့ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမှာလည်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်ခွေးတွေမသာအများကြီးပေါ်နေတယ်ဆိုတော့ကြောင်းသိရတယ်ပြီးလို့ရှိရင်ရခိုင်ပြည်နယ်နောက်စည်ရတဲ့တခုအနေနဲ့ကတော့အော်တိုဘာလ20ရက်နေ့ညတကောင်အချိန်မှာ အာစာတပ်ဖွဲ့တွေနဲ့အာခတတော်တွေထိခိုက်တိုက်ပွဲတွေဖြစ်ခဲ့တယ်အဲ့ထဲမှာ အာစာခွေ23ကောင်သေးသွားပြီးမှ10ကောင်ကတော့တန်ရာရတယ်။အဲ10ကောင်တန်ရာရတာကိုတော့အရခတ်တတ်တော်နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေမှဖန်စီရရှိခဲ့တယ်ဆိုတဲ့အကြောင်းပြောချင်တယ်။ဆိုတော့အခုဒီဥစ္စာနဲ့ဆက်လင်းပြီးတော့တယင်းသား10မျိုးမဟုတ်ဘဲနဲ့တခြားသောဒီအဖို့အဖွားကနေမှနေထိုင်ခဲ့လို့မြန်မာနိုင်ငံသားဖြစ်တဲ့သူတွေကိုကျွန်မနည်းနည်းလေးပြောချင်တယ်။ဥပမာအခု ယူခိုင်ပြည်နယ်မှာဘင်္ဂါလီခေါ်တဲ့ရိုဟင်ဂျာတွေအာဆာတွေဟာယူခိုင်ပြည်နယ်မှာနေပြီးယူခိုင်စာကိုစားပြီးယူခိုင်ရေကိုတောက်ပြီးတော့နေထိုင်ကြတယ်။ဆိုရက်ခါမှာအခုအာခတတော်ဒီဟာစစ်ခွေးဒီရဲ့ဂျုံကနေမှာလွတ်မြောက်ပြီးတော့ယူခိုင်ပြည်နယ်မှာရှိတော့ပြည်သူလူထုတွေအုပ်ချုပ်ပြီးတော့ယူခိုင်ပြည်နယ်ကိုကောင်းမွန်စွာထူထောင်နိုင်ဖို့ရတဲ့အခုတိုက်ပွဲဝင်နေကြတယ်။ဒီလိုမျိုးအချိန်မှာအာခတတော်ဒီကိုမကူညီဘဲနဲ့ စစ်ခွေးတွေနဲ့ပေါင်းပြီးတော့အရခတ်တတော်တွေကိုအာနေအောင်လုပ်နေတဲ့ဒီလိုမျိုးလူတွေကိုကျမပြောချင်တယ်ဒီတက်မှာတော့အရခတ်တတော်တွေကိုနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့နင့်တို့ကအရခတ်တတော်တွေကိုတိုက်ထုတ်လိုက်တယ်လို့ပဲထားရခိုင်ပြည်နယ်ကိုနင့်တို့ရခဲ့တယ်လို့ပဲထားဒီစခွေးတွေကနင်းတို့အာစာဒီရောဒီရူဟင်ဂျာတပ်ဖွဲ့တွေကိုရောနင်းတို့လူမျိုးတွေကိုဒီရခိုင်ပြည်ပေးမယ်လို့နင်းတို့ထင်နေကြသလား နင်တို့ကငါတို့ဒီအရခတ်တော်တော်ဒီကိုတိုက်ထုတ်တဲ့အခါမှာနင်တို့အာစာတွေပါဝင်ခဲ့တယ်ရိုဟင်ဂျာတွေပါဝင်ခဲ့တယ်ဒါကြောင့်မို့အခုက ရခိုင်ပြည်နယ်မှာအရခတ်တတော်တွေမရှိတော့ဘူးနင်တို့ကိုငါတို့အုပ်ချုပ်ခိုင်းမယ်လို့နင်တို့ထင်သလားနင်တို့ကိုဘယ်တော့အခါမှာမမြန်မာနိုင်ငံသားစစ်စစ်လို့လက်မခံခဲ့လို့ပဲဒီနေ့နင်တို့ဘာကပ်ပြားကြီးကင်ပြီးမှမြန်မာနိုင်ငံမှာနေထိုင်ကြတယ်လေ ဒါကိုမြန်မြန်စဉ်းစားကြပါလို့အခုကျတို့တော်လာရဲဘက်မှာမပါဝင်ဘဲနဲ့စစ်ခွေးတွေရဲ့တောက်တိုင်အဖြစ်နေတဲ့သူတွေပဲဖြစ်ဖြစ်စစ်ခွေးတွေရဲ့တောက်တိုင်မဟုတ်ဘဲနဲ့ကို့ဖန်တဲ့အကိုဒဇင်ထောင်ပြီးမှတိုက်ခိုက်နေတော့သူတွေပဲဖြစ်ဖြစ်ပြောချင်တယ်ဒီနဲ့အရခတ်တတော်တွေရှုံးသွားတယ်လို့ပဲထားနင့်တို့ဒီတသက်မှာမပြောနဲ့ဘေးဘဝဘေးတသက်မှာပဲဖြစ်ဖြစ်နင့်တို့ကိုရခိုင်ပြည်နယ်ကို ေးမှာမဟုတ်ဘူးဆိုတော့ကိုမြင်မြင်မှတ်ထားပါဒါကြောင့်နင်တို့တိတက်ဖို့ကငရုဟာအရခတတော်ဒီနဲ့ပူပေါင်းပြီးတော့ငရုနေနေတဲ့ဒီရခိုင်ပြည်နယ်မှာစစ်ခွေးတွေကိုခြေမုံပြီးတော့ရခိုင်တိုင်းရင်သားတွေနဲ့အတူတူနေထိုင်မယ်ဆိုတော့စိတ်သက်ကိုနင်တို့ပြောင်းလဲပြောင်းလဲမပြောင်းလဲရင်ရခိုင်ပြည်နယ်မှာတော့နင်တို့နေခွင့်ရှိမှာမဟုတ်ဘူးဆိုတော့ကိုလည်းမမေ့ကြနဲ့လို့ကြွားပြောချင်တယ်နော် ။အော်တိုဘာလ23ရက်နေ့ည9:00နာရီကျော်မှာတော့လိုင်းတရာအနောက်ထပ်မှာရှိတဲ့တောင်ကြီးရဲစခန်းကိုလည်းပဲ PDF ရဲပေါ်ဘက်ကနေမှလက်လုံမိုင်းနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းသိရတယ်။ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့အော်တိုဘာလ၄ရက်နေ့တော့ခွန်လန်ဖိုးမှာအော်တိုဘာလ9ရက်နေ့တော့ပူတာအူမှာ KAA နဲ့ PDF တွေကိုအလိုမရှိကြောင်းရိုဝမ်အင်ဂျီတွေကိုဝုတ်ပြီးမှတပိတ်မောက်ကြတာအလုံးမမိကြမှာပါ။ဆိုတော့အဲ့တော့က ကျွန်တော်တို့ကချင်ရောင်လိုမျိုးတွေမဟုတ်ဘဲနဲ့တံဖွတ်ခွေးတွေနဲ့ပြီးသူခွေးတွေရဲခွေးတွေစစ်ခွေးတွေကနေမှဝတ်ပြီးတော့တပိတ်ထဲမှာပါဝင်ခဲ့တယ်အားလုံးသိပြီးတာဖြစ်တယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ USA ကရောင်တွေတည်တံ့ပြီးလို့ရှိရင်နိုင်ငံခြားမှာရှိနေတော့ရောင် alliance တွေအားလုံးကနေလည်းဒါဟာငါတို့ရောင်လိုမျိုးတွေကိုကိုးစားပြုတာမဟုတ်ဘူးရောင်အင်ဂျီကိုဒီခွေးတွေဝတ်ပြီးမှတပိတ်မောက်တာဟာ ရဝံလူမျိုးတွေရဲ့ရိုးရာဝတ်စုံကိုဇော်ကားရရောက်တယ်ဆိုပြီးမှလည်းထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပြီးအော်တိုဘာလ20ရက်နေ့တုန်းကလည်းမြစ်တနမှာရှိတော့ရဝံစာပေနဲ့ရိုးရာရင်ကျဲမှုကနေမှတပိတ်မောက်တဲ့ဥစ္စာကသူတို့လုံးဝမထောက်ခံဘူးဒါဟာရဝံလူမျိုးအလုံးကို ကုစားပြုတာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့တယ်။ဒါပေမဲ့မြန်မာပြည်တွင်းမှာဖြစ်တဲ့အတွက်ကြောင့် အခုကျမနဘဲမှာမြင်ရတယ်နော်23ရက်နဲ့မှာတော့ဒီစာကိုပြန်မှရုတ်သိမ်းလိုက်တယ်ဘာကြောင့်မို့ရုတ်သိမ်းတယ်လဲဆိုတာတော့ရှင်းရှင်းလေးပဲလေ မြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်ကြောင့်စစ်ခွေးတွေကဒါကိုဖြုတ်ချခိုင်းတယ်စစ်ခွေးတွေမချင်းချောက်ပဲနေတော့သူတို့ဖန်နဲ့သူတို့ရုတ်သိမ်းစာကြောင်းရှိဘူးဘာကြောင့်လဲဆိုတော့ဘေးဒေါ်လာရဲဒီဘက်ကနေလဲနင်တို့ရောင်လိုမျိုးတွေပူတာဦးနဲ့ခွန်လန်ဖိုးမှာတပိတ်မောက်တာကိုနင်တို့လက်မခံကြောင်းစာထုတ်ပေးရမယ်ဆိုပြီးမှဘာလို့မှဖိအားမပေးခဲ့ဘူးသူတို့ဖာသူတို့ဒါဟာငါတို့ရောင်လိုမျိုးတွေကိုကူစားပြူတာမဟုတ်ဘူးဒါကိုမထောက်ခံပါဘူးဆိုမှသူတို့စာပေရင်ကျဲမှုကနေမှဒီလိုမျိုးထုတ်ခဲ့တယ်ဒါကိုခွေးတွေကနေမှ ဖိအားပေးတဲ့အတွက်ကြောင့်ပြန်မှရုတ်သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းကိုအတိပေးချင်တယ်။ဆိုတော့အခုကျွန်တော်တခြား reaction ကိုမသွားခင်မှာကျွန်တော်တော်လာရဲဒီဘက်ကနေတော့စစ်ခွေးတွေရဲ့လက်နက်ခဲယမ်းတွေကိုရရှိလိုက်တိုင်းဒီလိုလုပ်ပါတယ်ဆိုတဲ့အကြောင်းကိုဗီဒီယိုတော်တော်လေးပြပေးချင်တယ်။ကြည့်ရအောင်နော်။စေလာ2025လက်ချေကြီးသိသိရပြီးတော့စစ်ကောင်းဒီကနကနတော့ဒီလက်နဲ့ခင်ရများကျွန်တော်တို့ယူနီဖောင်းကြောက်ရတဲ့ဘက်မှာအပီးလိုက်သိမ်းလိုက်ပြီဖြစ်သည် တို့ဖြစ်ပါ၍ဤတဲ့နဲ့ခရယာမှာထွက်သောကြည်များသည့်စိမိစစစ်ဘလူငန်းအာသာထိမှန်ရမည်ဟုအမိန့်ပြန်လိုက်သည်ပုံဒီလိုဝပြကြတပွဲဒါကတော့ unicorn ပျောက်ကြတ်ဖွဲ့ကနေမှသူတို့တင်းစီရရှိခဲ့တဲ့လက်နက်တွေကိုဒီလိုမျိုး အမိန်ထုတ်ပြန်ပြီးမှပဲတုံးဆွဲတယ်ဆိုတဲ့အဥ္စာကို တရားဝင်ထုတ်ပြန်လာခဲ့ပြီခွေးတရဲ့လက်နက်ကိုရရှိတိုင်းကျွန်တော်ကတော့အမိန့်ပြန်မြန်မာသုံးပါတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ဆိုတော့အခုကျွန်တော်တို့နောက်တင်းတဲ့ပုံနေနေကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်ကျွန်တော်ဘုရားဘာသာဒီထေရဝါဒထုံးရတဲ့ဒီနိုင်ငံကြီးကပြေချာဖြစ်နေတာဖြစ်နေကြတဲ့ကာလကနေပြီးတော့အဲ့ဒီအဖွဲ့အစည်းတခုကပြကောက်ပွဲမှာမဲတွေခိုးတာပေါ့ဗျာအများကြီးခိုးတာနော်အဲ့တော့ဒီမှာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေတတ်မတော့နောက်ပြီးတော့နိုင်ငံရေးပါတီတွေပေါ့ပြောတယ်မလို့ပါနဲ့26ကြိမ်ညှိတယ် ပြန်ပြန်မှာဆိုပြန်မပေးမနဲ့အတင်းလွတ်တော်ခေါ်မယ်ဖြစ်တော့လွတ်တော်ခေါ်ရင်ဒီဆိုကတတန်းဆက်သွားပြီကျွန်တော်တို့ဖွဲ့စည်းမှုခြေခံဥတွေရတက်ကဝင်ပြီးတော့ထိမ့်ပေးလိုက်မကျင်တတ်တဲ့လူတွေကဖွဲ့ပြေးကြတော့ခိုးကြပါကြနဲ့အခုလိုမတိမငြိမ်ဖြစ်တဲ့ကာလအောင်ပြောက်ခဲ့ဒီတိုင်းဆက်သွားရင်ကောင်းလားကောင်းမလားကောင်းအောင်မစားရတာကောင်းလားကဲကောင်းအောင်မရတာကောင်းမလားလူကတည်းရှားပါတာကောင်းသလားတားရခွဲမရရခွဲဒီကောင်မောင်တွေကပြောက်တခွဲနေကြရတာကောင်းမလားကြောင်မဲလို့တီဘောလို့တတ်မတော်ကပြန်သိမ့်နေကျွန်တော်ကြောင်းနေမရှိတော့ကျွန်တော်ယုံနေမရှိတော့ဘူး မိရှို့သွားတယ်သူတို့ခလေးတွေစာတင်ခြင်းနဲ့သင်ခွင့်မြောင်ဖြစ်စီရဒီလိုအကျမ်းဖက်အန်ဒရယ်ဆိုတာနိုင်ငံတိုင်းကမှရှိတယ်ရှိတယ်လားဗျအဲ့တော့ရှေးဘွားကြီးအေးအေးချမ်းချမ်းဖြစ်ဖို့လိုတယ်အဲ့လိုအေးအေးချမ်းချမ်းဖြစ်ဖို့ဆိုတာကရွေးကောက်ပွဲရဌာနီးနိုင်တယ်ရွေးကောက်ပွဲဖြစ်တယ်ဆိုရင်ဒီပိုင်းနဲ့အခုနတောင်းကျန်သူတို့တဘုံတို့ဘာတို့ညာလို့ဆိုတာကဘေးရောက်သွားပြီခွန်းတို့ခင်ဗျားတို့ကိုတတ်ချစ်တိုင်းတတ်လို့မရဘူးခင်ဗျားတို့ကိုလာတတ်လို့ရှိရင်သူဒီတာမန်အကျမ်းဖက်မဟုတ်တော့ဘူးနိုင်ငံတကာအကျမ်းဖက်ဖြစ်သွားတယ် ဘဲမှာသွားမြဘဲမှာလာမြကြိုက်တဲ့နိုင်ငံပေါင်းစုံသူ့ကိုဖမ်းလို့စီးလို့ရတယ်အဲ့လိုဖြစ်သွားပြီ NLDD ရဲ့မွေးခိုးမှုအကြောင်းဒီနေ့မြန်မာနိုင်ငံဒီအချိန်နဲ့ရောက်ရှိသွားတာဖြစ်တယ်ဆိုတော့ခွေးဒီရဲ့စကားဖြစ်တယ်ဆိုတော့အခုတို့ကနေမှမင်းစင်းနဲ့ပတ်သက်ပြီးတော့တို့ပြောဆိုခဲ့တာဟာ26ကြိမ်ရှိခဲ့ပြီလို့ပြောတယ်ဒါပေမဲ့ NLDD ကဒါကိုဂရုမစိုက်ဘဲနဲ့လွတ်တော်ခေါ်ဖို့ရတဲ့အကြောစားခဲ့တဲ့အတွက်ကြောင့်2008ဥပဒေအရခွေးဒီကတော့ အစိုးရအနေနဲ့တက်လာမဲ့ NLD ပါတီဦးဝင်တွေကိုဖမ်းပြီးတော့အာဏာသိမ်းနေဆိုတဲ့အကြောင်းပြောတယ်။ဒေါ်ခင်ကြီးကြက်တရဲတုံးတဲ့ခွေးကိုမဲချင်တာက2015လုံးကမဲ18000ကျော်နဲ့နှိရှုပ်ခဲ့တယ်ဆိုတာမှတ်မိမှာပါ။2020လုံးကလည်းကျန်းဖွတ်မှာဒုတိယဥက္ကဋ္ဌနေရာကိုရောက်ရှိခဲ့ပြီးပြီအဲ့အချိန်လုံးကလည်းနင်းရှင်ပြိုင်ခဲ့တဲ့နေရာထဲမှာနင်းမဲ9000ကျော်နဲ့နင်းရှုံးခဲ့တယ်ဆိုတာနင်းသိပါတယ်နော်ဆိုတော့ ဘေးအချိန်ကနင်းကိုထောက်ခံခဲ့တာလေနှစ်ခါချင်းပြန်ခဲ့တယ်နှစ်ခါစလုံးနင်းမင်းရှုံးခဲ့တယ်ဆိုတာနင်းသိပါတယ်နော်ဒီလိုမျိုးအခြေအနေရောက်ရှိခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့2008ဆိုတဲ့လက်တလုံးကြာဥပဒေအရအာဏာထိန်းခဲ့တယ်စစ်ခွေးတွေကတော့ဒီလိုမျိုးမြန်မာနိုင်ငံမတီးမငြိမ်ဖြစ်နေတဲ့အတွက်ကြောင့်နိုင်ငံရေးတည်ငြိမ်အောင်ဆိုပြီးမှအခုစစ်ခွေးတွေကလည်းရွေးကောက်ပွဲကိုလုပ်ပေးရတာဖြစ်တယ်နင်းတို့ပြည်သူတွေဒီလိုမျိုးမငြိမ်မသက်မှုကိုကြိုက်တလားလို့သူနှခါမေးတယ်နော်ဘုဒ္ဓဖြေတယ်လားတယောက်မှမဖြေဘူး လိုမျိုးအကြံဖက်မှုဒီကိုနင်းတို့ထောက်ခံသလားလို့မင်းနဲ့ဘဲပြည်သူကမှမဖြေဘူးကြွတော့ကြားပြီးတာဖြစ်တယ်အခုဒီမှာနားထောင်နေတော့ပြည်သူဒီကိုနင်းတို့ကအမိန်အာဏာနဲ့လာလားထောင်ခိုင်းနေဆိုတာတော့တိတ်ပြီးမှပေါ်လို့နေဘဲတယောက်ရဲ့မျက်နှာကိုပဲကြည့်ကြည့်ပြုံးပျော်ရွှင်နေတဲ့မျက်နှာလားအာတက်တယောနဲ့လာနားထောင်ခြင်းတို့လာနားထောင်နေသလားဆိုတာလဲနင်းတို့ဒီပြည်သူဒီရဲ့ မျက်နာကိုကြည့်ဖို့အတွက်လိုအပ်တယ်။ဒီထဲမှာဒေါခင်ကြီးပြောသွားတာကမြန်မာနိုင်ငံဟာဗုဒ္ဓဘာသာထေရဝါဒကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် A channel လို့ပြောတဲ့အခါမှာ ချွေဝါရောက်တော်လာရဲ့အထက်မှာဖုံးကြီးတွေကိုခရစ်ယာန်တွေတတ်တလားဟိန္ဒူတွေတတ်တလားမွတ်စလင်တွေတတ်တလားဘာရာမေးဒီဘက်ကနေတတ်တလားဒါမှမဟုတ်ခဏတုန်းကပြောတယ်ဗုဒ္ဓဘာသာထေရဝါဒကိုကိုးကွယ်တယ်ဆိုတော့ခွေးတွေတတ်တလားဘုသူတတ်တလားချွေဝါရောက်တော်လာရဲ့အရေးခင်းအထက်မှာဖုံးကြီးတွေကိုသွေးတန်ရဲရဲနဲ့လှုပ်ခဲ့တာဘေဘာသာကလှုပ်ခဲ့တယ်လား ဒါကြောင့်ဒီနေ့ခွေးတွေကိုးကွယ်တဲ့ဗုဒ္ဓဘာသာဟာတကယ်ပဲစစ်မှန်တော့ဗုဒ္ဓဘာသာဟုတ်မဟုတ်ဆိုတာတော့အခုဘောမတဲ့သူတွေနဲ့ခွေးတရိုက်တွေတိဖို့လိုအပ်တယ်ဆိုတော့အခုဒီလိုမျိုးဗုဒ္ဓဘာသာတွေနေထိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံကအေးချမ်းတယ်လို့ပြောတယ်တကယ်ပဲအေးချမ်းနေသလားအခုမူးကုတ်ကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အခါမှာဘဒူဒီတေသွားသလားတော်လန်ရဲတွေတေသွားကြသလား ယောက်ျားတယောက်ဆိုလို့ရှိရင်သူ့ရဲ့သားကိုဖက်ပြီးမှအုံငိုတာများတိတ်ပြီးမှနာကျင်စရာကောင်းတယ်ဆိုတော့ဒီနေ့မြန်မာနိုင်ငံကိုမငြိမ်မသက်အောင်လှုပ်တာဘယ်မစင်စားခွေးတွေလဲဒီနေ့အတန်းဖက်ဒီပိန်းလို့ခေါ်တော့တော်လိုင်းရဲသမားတွေပြစ်ခတ်သလား ထေရဝါဒဆိုတဲ့ဗုဒ္ဓဘာသာကိုကိုယ်ကိုယ်နေကြတော့ခွေးတွေတတ်တာလားဆိုတာနင့်မသိဘူးလားတော်ခင်ကြီးမြန်မာနိုင်ငံအေးချမ်းဖို့ရာအတွက်ရွေးကောက်ပွဲတစ်ခုပဲအကောင့်ထေဖို့ပေးနိုင်တယ်လို့ပြောတဲ့အခါမှာဒီနဲ့ဒီရွေးကောက်ပွဲအထဲမှာပါဝင်မဲ့ပါတီဒီအားလုံးကိုကြည့်လိုက်ဘေးပါတီကများအချိုးပြေနေတဲ့ပါတီတပါတီရှိသလား သူတို့ရဲ့စကားအရပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာ NLD ပါတီဆိုတာမရှိတော့ဘူးဆိုတော့ NLD ပါတီတောင်မရှိတော့တာကိုနဲ့နဲ့ညညာ NLD ပါတီကိုပဲပြစ်တင်ဝေဖန်နေတာနင့်တို့မရှက်ဘူးလား NLD ပါတီကိုနင့်တို့ဒီနေ့ဒီအချိန်ထိပါတီတာမရှိတော့ဘူးလို့နင့်တို့ဖြတ်သိမ်းပေမဲ့ဒီနေ့ NLD ပါတီဟာနင့်တို့ရဲ့ဘဝအထဲမှာအရေးမဲတစ်ခုလို့ပဲလိုက်နေတယ်နင့်တို့ရဲ့ဘဝအထဲမှာအိတ်မပျော်စားမဝင်ဖြစ်နေတာမဟုတ်ဘူးလားပြန်ကြည့်ထဲမှာ तू ပြောသွားတာဟာရွေးကောက်ပွဲဖြစ်တာနဲ့ တပုံးတွေအတန်းဖက်တွေမရှိတော့ဘူးလို့ပြောတယ်ရွေးကောက်ပွဲဖြစ်တာနဲ့ဆိုကြတဲ့ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘူးလက်လက်ဆွေလည်းပြောခဲ့တယ်သူတို့သာအစိုးရဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့လက်နက်ကင်တိုင်းရင်သားတွေရဲ့ဌာနဒီမှာလေရင်လဲငါစီးတွေနဲ့တခါလဲပြန်ပြင်းမှာဘုံကျဲမယ်လို့ပြောခဲ့တယ်ဆိုတော့ဒီနဲ့ဒီရွေးကောက်ပွဲဟာငင်းချိုင်ရဲ့ယူဖို့ရတော့ရွေးကောက်ပွဲလုပ်ခဲ့သလားဒါမှမဟုတ်လို့ရှိရင်ဒီနဲ့မြန်မာနိုင်ငံကိုအခုခွေးချဖို့ကနေမှာ ပြာချနေတာတဲ့ပို့ဆိုးအောင်ပြာချဖို့အတွက်ရွေးကောက်ပွဲလုပ်သလားဆိုတော့တို့ရဲ့စိတ်ထားအမှန်တကိုဖော်ပြနေပြီဆိုတော့ဒီနေ့မြန်မာနိုင်ငံတနိုင်ငံလုံးထဲမှာဒေါ်လာရဲတွေပြစ်ခတ်လို့ပျက်စီးသွားတဲ့အဆောက်အုံတခုကိုပြပါဒေါ်လာရဲတွေပြစ်လိုက်လို့ပျက်စီးသွားတဲ့ဘာသာရဲအဆောက်အုံတခုကိုပြကြည့်ပါနင့်တို့ခွေးတွေဖျက်ဆီးလိုက်တဲ့အဆောက်အုံဒီကြီးပဲရှိတယ်မဟုတ်ဘူးလား အခုဒီရွေးကောက်ပွဲပြီးသွားတဲ့အချိန်ကျမှပဲပြီးသူဒီကိုလည်းတခြားသူဒီကလတ်တက်လိုက်လို့မရဘူးတတ်တယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံတာမကပဲနဲ့နိုင်ငံတကာရဲ့အကြံဖက်ဖြစ်သွားတယ်လို့ပြောတယ်ဆိုတော့အခုလောလောဆယ်ဆယ်ထဲမှာတော့စစ်ခွေးတွေပြောနေတော့ဒီအကြံဖက်တပုံဒီကိုကဘာကနေတော့နင်တို့ဟာတပုံတွေဖြစ်တယ်နင်တို့ဟာအကြံဖက်ဖြစ်တယ်လို့ဘယ်နိုင်ငံတစ်ခုကမှမပြောဘူးသူတို့ရဲ့ဘောပိုင်ရှင်တွေဖြစ်တဲ့ တရုတ်ဒီတောင်မှဒီနေ့ကျွန်တော်တို့တော်လိုင်းရဲတွေကိုတဘုံလို့မပြောဘူးနိုင်ငံတကာကနေမှစစ်ခွေးတွေကိုပဲတဘုံလို့သတ်မှတ်ထားတာဖြစ်တယ်နိုင်ငံတကာကနေမှအကြမ်းဖက်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့်တော်လိုင်းရဲတပ်ဖွဲ့တွေကဘယ်နိုင်ငံကိုမှသွားလို့မရဘူးတဲ့ဆိုတော့အခုနင့်တို့ခွေးတွေဘယ်နိုင်ငံကိုသွားလို့ရတယ်လဲတရုတ်ဒီကနင့်တို့အကာအကွယ်ပေးလို့တရုတ်နိုင်ငံကိုသွားလို့ရတယ်ရုရှားကတော့ ဖောင်းရန်ခံထားရတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မျိုးတို့သွားလို့ရတယ်။အစည်းအဝေးပြီးတာနဲ့ခွေးကျပုထွေပြဲသွားတဲ့ထိုင်းနိုင်ငံဒီနေ့ဒီအချိန်မျိုးတို့ထပ်ပြီးမှလာလို့ရမယ်လို့ထင်သလား။ဒီကိစ္စနဲ့ဆက်နွယ်ပြီးတော့ကျတို့နောက်ဗီဒီယိုတစ်ပုဒ်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်။58ချင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတဲ့ဒီအော်တိုဘာ26ရက်နေ့28ရက်အထိကျင်းပမယ်။အဲ့ဒီမှာကျင်းပမယ်ပွဲကိုမြန်မာကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတက်မယ်တဲ့။ကဲတက်မဲ့လူတွေစီးရင်နေထွက်လာပြီ။ထွက်လာတဲ့အချိန်မှာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်ဖို့ရာခိုင်နှုန်း90တဲ့အထက်မှာရှိပါပြီဆိုတော့ တက်ပြီးပေါ့ဗျာပေါ်လည်းပြောရင်တော့ဒီဘက်ကဗိုလ်ချုပ်ကြီးကတခါလေစိတ်ကောက်ပြီးတော့မတက်ဘူးကလုံမသားလည်းမတက်မှာသူပုံမှန်ဆိုတော့တက်မှာဗိုလ်ချုပ်ကြီးဘက်မှာရှိသွားပြီဗျာပေါ်လည်းသူတက်ချစ်ချင်းမချစ်ချင်းအေးဆေးဖြစ်သွားပြီအဲ့ဒီသဘောရောက်သွားတာပြောချင်တာပြောချင်တာအဖြေကအဲ့ဒါပဲဗိုလ်ချုပ်ကြီးစိတ်ရှည်လက်ရှည်တီးခံသွားပြီးတော့စနစ်တကျသူအချိန်ဆောက်ပြီးတော့သူလှုပ်ဆိုင်ချက်တိုင်မခဲလှုပ်ခဲ့တဲ့ဟာအကျိုးကိုသူခံစားရတာပဲလူလူရဲ့မဲနဲ့တက်လာတဲ့လူဆိုရင်တော့သူတို့ချက်ချင်းနေရပြီးတယ်ဒါပေမဲ့မတိငိမ့်မှုအပေါ်နဲ့ခွန်လန်းတစ်ခုပြင်းနဲ့ပေါ်လာတဲ့ခေါင်းဆောင်မျိုးဆိုရင်သူ့ပြည်သူတို့ကလက်ခံလာမခံဘူးလားအဲ့တော့တစ်ချက်လှမ်းကြည့်တယ်ကြည့်ပြီးမှသူကအခက်ခဲတဲ့ကြားနဲ့ပေါက်ဖွာလာတဲ့ခေါင်းဆောင်တစ်တယောက်ကို ူကကြည့်တဲ့ခါကျတော့ okay သူ့အာဏာကို तू တိဆောက်ထားနိုင်တယ်ပြီးရင်အခြားသောနိုင်ငံကြီးတွေနဲ့ तू ချိတ်ဆက်ပြီးတော့တခုပြီးတခု तू ချိတ်ဆက်နိုင်ခဲ့ပြီဆိုရင် तू ဒီ तू ပါဝါ तू တိဆောက်နေပြီဆိုတော့ငါတို့လည်းအတိမပြုဆက်ဆံရမယ်ဆိုတဲ့အတိတရားကိုအဲ့ဒီအာဆီယံတိဆောက်နိုင်ငံအကုန်လုံးအကုန်လုံးနားလည်သွားတယ်သူကမှနားမလည်ရင်လည်းခင်ဗျာအမေရိကန်သူတို့ကန်ထုတ်တော့ပါပုံနဲ့ပြောရရင်တော့အဲ့တော့ပေါ်ကြောင့်ကြီးမြောင်းလိုက်ကအားအကြောင်းအာဆီယံဘောက်တက်ခွင့်ရတယ်ပြောရရင်တော့ငါတို့လက်ခံပေးလို့ရတယ်ငါတို့တဝိုင်းထံလို့ရကောင်းအောင်ဖြစ်ပြီဆိုပြီးသူကလက်ခံပေးလိုက်တယ်ဒါပဲရှင်းပြောရတယ်ပေါ်ကြောင့်ကြီးအတိမပြုပေးလိုက်ပြီအာဆီယံထိပ်သီးညီလာခံထဲမှာဘယ်သူလောက်မှဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း တက်မယ်ရှင်းရှင်းလေးပဲဟိုအခက်ခဲကြတဲ့ကြာပေါ်ထွက်လာတဲ့ခေါင်းဆောင်တယောက်ပြောရင်တော့ night free ပုံကြားတဲ့ရွှေကြာထွက်တယ်လို့မျိုးပဲ तू ဟာထွက်လာတယ်သူ့ရဲ့သင်းနဲ့ပြန့်နှံ့လာတဲ့အခါအားလုံးက तू အနံလေးမယ်လို့ထင်နိုင်မယ် तू နာမွေးနှံ့ဖြစ်တဲ့အခါကျတော့လုံးဝအားလုံးကလက်ခံပြီးတွေ့ရတဲ့သဘောဖြစ်ပုံဝင်လင်းပြောရင် Donald Trump နဲ့ပူဇော်မှုကြီးနဲ့တွေ့မှာအာဆီယံမှာတွေ့ကိုတွေ့လိမ့်မယ်လို့ကျွန်တော်တော့ပြောရတယ်တွေ့ကိုတွေ့လိမ့်မယ်မင်းဥဆောင်ကြီးတွေ့ကိုတွေ့မှာနိုင်ငံရေးဆိုတာတချို့ကိစ္စတွေကကိုယ်စိတ်ချနေလျှောက်ပြောလို့မမရတာအခုတော့ NUG နဲ့သူ့အပေါင်းတော်သားအပေါင်းတော်ပါအုပ်စုများ ဘာဆက်ပြောနိုင်သေးတော့ဘာပြောနိုင်သေးတော့လို့မေးရမယ်ပြီးရင်ဘာလုပ်မလဲသိလားမနှက်ဖန်ကြရင်တစ်ဖက်ကကြရင်ကန့်ကွက်မယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတက်ခွင့်မပေးဘူးအတွက်ကိုကျမတို့ကျွန်တော်တို့အဖွဲ့ကြီးအဖွဲ့ပေါင်းဖလင်ရဗနေရကျော်ကကန့်ကွက်ပါသည်လို့စာပို့မယ်စာပို့မကလို့ပဲဟိုတစ်ဖက်လိုက်ကြီးပဲမှာသွားဆန္ဒပြပြဟိုအေးစီပဲတက်ခွင့်ရတာတက်ခွင့်ရတာအဲ့တော့တိုင်းပြည်ကကျွန်မအဖြေထွက်သွားပါပြီအဲ့တော့တချို့ NUG ကို support လုပ်ကြတဲ့ပုံကိုယ်တွေခင်ဗျားတို့အခုချိန်မှာအခုချိန်ထိခင်ဗျားတို့နားမလည်ကြသေးဘူးဆိုရင်တော့ဒီရထားနဲ့လွဲလိမ့်မယ် ခွေးကြော်မျိုးမင်းကနေမှခွေးကြဘူးကို အာဆီယံကနေမှတက်ခွင့်ပေးလိုက်တယ်ဆိုတော့စာထွက်လာတဲ့အချိန်မှာပဲသူကတော့ဝမ်ပန်းတရာနဲ့သူပြောလိုက်တဲ့စကားဖြစ်တယ်ခွေးကြဘူးကနေမှအာဆီယံအစည်းအဝေးထဲမှာလာခွင့်ပြုတယ်ဆိုပြီးမှထွက်လိုက်တယ်ဒါပေမဲ့မလုပ်လိုက်တယ်လားပြန်ရုပ်သိမ်းလိုက်တယ်မဟုတ်ဘူးလားရှက်စရာကောင်းတယ်ဆိုတော့အခုဒီထဲမှာသူပြောသွားတာက ခွေးချဘူးကနေတော့လူဒီရွေးကောက်ပြီးတော့တင်ထားတာမဟုတ်ဘူးသူ့ဘာနဲ့သူတက်လာမဲ့အစိုးရဒီကိုတနတ်ထောက်ပြီးတော့ယူထားတဲ့နေရာဖြစ်တယ်ဒါပေမဲ့ဒီခွေးဟာနိုင်ငံတကာနဲ့ချိတ်ဆက်လုပ်နိုင်တဲ့အတွက်ကြောင့်ဒီ ASEAN အဖွဲ့သားတွေကဒီခွေးကတော့မစိုးဘူးငိုရုံးနဲ့လည်းတန်းတူထိုင်နိုင်တဲ့အခြေအနေရှိတယ်ဆိုပြီးမှခံယူလို့ သူ့ကိုသူတို့နဲ့တရန်တီထိုင်နိုင်ဖို့ရအတွက်အာဆီယံမှာခေါ်တာဖြစ်တယ်လို့ပြောတယ်ပြီးတော့သူထင်တာကတော့ဟိုဟာကို နော်ခွေးမျောတယ်ဆိုသလိုပဲအခုသူတို့ကတော့ဒေါ်နယ်ထရန့်နဲ့လက်ညှိုးနှုတ်ဆက်ရမလားဒီအာဆီယံထဲမှာလည်းငါတလောက်ပေါင်းများသွားရောင်းလို့ရမလားလို့သူတို့ထင်နေခဲ့တာဒါပေမဲ့အခုမလေးရှားကနေမှခွေးကိုဘလောက်ပဲဆွဲတင်ဆွဲတင်နိုင်ငံတကာမှာရှိတဲ့လူတွေကတော့လက်မခံဘူး။ဒါကြောင့်မို့ပဲအရှက်ခွဲခံရတယ်၊ချက်ချင်းဖြုတ်ခံလိုက်ရတယ်။ ဆိုတော့အခုဒီအချိန်မှာသူပြောတာကနောက်ချီးပုံကနေမှကြာပွင့်ပွင့်တယ်လို့ပြောတယ်။အာဆီယံနေထင်တာကတော့နာမည်လို့ထင်တယ်။ဒါပေမဲ့မွေးနေတဲ့အတွေ့အကြောင်းလို့ပြောတယ်။ဘောမတီရဲ့နှာခေါင်းထဲမှာတော့ခွေးချပုပါလိုက်တဲ့မစင်လဲမွေးတယ်ပောက်လိုက်တဲ့ဤလဲမွေးတယ်ဘာကြောင့်လဲဆိုခွေးချပုရှိမှပဲ တို့ရဲ့ဘဝကစားနိုင်တယ်တောက်နိုင်တယ်အဆုံဆုံးပြောမယ်ဆိုလို့ရှိရင်အခုခွေးချဘူးပြုတ်သွားတယ်ဆိုလို့ရှိရင်ဘောမရဲ့ဘဝမသွေးဝန်ဆရာဖြစ်တယ်ဒါကြောင့်ဘောမဆက်မနေတာဖြစ်တယ်ဆိုတော့အခုသူတို့ဘာပြောလဲခွေးချဘူးကတော့ဒိုနယ်ထရမ့်ရဲ့လက်ကိုကင်နိုင်မယ်လို့ထင်နေခဲ့တာဆိုတော့အခုခွေးချဘူးကိုတော့အာအစီအစီဝဲထဲမှာခေါ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် NUGD ကတော့မကြခင်မှာတရက်နှစ်ရက်မှာပဲခွေးကျုပ်ကိုအာဆီယံထဲမှာမခေါ်တင်ပါဘူးဆိုတော့စာရီထုတ်လာလိုက်မယ်နင်းတို့ဘက်ကနေမှဘလောက်ပဲပြောချင်ပြောချင်ခွေးကျုပ်ကတော့အာဆီယံကိုတက်ရပြီးမြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးတော့အပြေထွက်ပြီးလို့ပြောတယ်ဆိုတော့ခွေးကျုပ်ကစိတ်ကောက်လို့မတက်တာကလွဲရင်ခွေးကျုပ်ကနေမှတက်ခွင့်ရှိသွားပြီလို့ပြောတာဒီလောက်ကြီးဟိုဟာကို ခွေးမျောတယ်လို့ဖြစ်နေတာကို စိတ်ကောက်ပြီးမှမတက်မှလားအခုကတော့ငါတလောက်ပေါင်ယုံစားလို့မရတော့ဘူးဆိုတော့တိပြီနော်ဒေါ်နီထရက်ရဲ့လက်ကိုအရန်ကင်ချင်တာအနူလက်နဲ့ရွှေခွက်ကိုကင်လို့မရဘူးနင်းတို့ရဲ့လက်တွေဟာပြီးသူကိုတတ်တဲ့လက်မတမာမှုမန္တမြကိုကျူးလွန်ထားတဲ့ခွေးတွေရဲ့လက်ကိုတန့်ရှင်းတဲ့ဒေါ်နီထရက်ရဲ့လက်ကကင်ပါလားစဉ်းစားကြည့်ကြနော်ဗမာရီပြောတဲ့အတိုင်းယာယာဆက်ဆက်မရှက်ကြဘူးလား ကိုယ့်အဆင့်တန်းကိုကိုတိဖို့လိုအပ်တယ်အာဆီယံထဲမှာပါဝင်နေတော့လူတွေကခွေးကြဖို့ကိုကြည့်မယ် သူ့ရဲ့ပြည်သူတွေကသူ့ကိုလက်ခံသလားမလက်ခံဘူးလားကိုလည်းကြည့်ပြီးလို့ရှိရင်သူများနိုင်ငံနဲ့ချိတ်ဆက်မှုရှိသလားမရှိဘူးလားလည်းကြည့်ပြီးမှပဲလက်ခံလို့ရပြီဆိုမှခွေးချဖို့ကိုလက်ခံတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ပြည်သူတွေလက်ခံသလားမလက်ခံဘူးလားဆိုတော့တနင်္ဂနွေလုံးတည်ပြီးသားဖြစ်တယ်မြန်မာနိုင်ငံသားမကဘူးအခုကိုလာမှာလည်းပဲ Tom Andrew ကနေမှစစ်ခွေးတွေရဲ့ရွေးကောက်ပွဲတွေပတ်သက်ပြီးတော့လည်းပြောပြီးဖိလစ်ပိုင်ပြောပြီးထိုင်းပြောပြီးမလေးရှားပြောတယ် ပြီးလို့ရှိရင်အခု Donald Trump ဂျပန်ကိုသွားမယ်ဂျပန်ကိုသွားလို့ရှိရင်လည်းဂျပန်မှာရှိတဲ့ပြည်သူလူထုတွေနဲ့တကွဂျပန်မှာရှိသောလူကြီးတွေလည်း Donald Trump ကိုတောင်ဆန်းစုကြည်နဲ့တမ်တာဦးမြင့်နဲ့တကွနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်မြောက်ဖို့အတွက်လည်းတောင်းဆိုသွားမယ်ဆိုတဲ့အဥ္စာတွေရှိတယ် ဒီအချိန်မှာပွဲတာဘလောက်အထိပြင်းထန်မလဲဆိုတော့နင့်တို့ဘောမာတွေကြည်ထားပါနောက်ကြီးပုံကရွှေချထွက်မထွက်တော့မသိဘူးဒါပေမဲ့အခုကတော့ငါတက်လောက်ပေါင်းရောင်းစားလို့မရဘူးဆိုတော့အခုလောလောဆယ်ဆယ်မှာတော့ပေါ်ပေါက်နေပြီเนาะဒါတွေကိုကြည့်ချင်းအပြင်အခု NUG ရဲ့နောက်လိုက်တွေက သိရတော့မယ် NUG တွေကိုထောက်ခံတဲ့သူတွေကဒီရထားနဲ့မှမလိုက်ဘူးဆိုလို့ရှိရင်တို့ပြောတယ်ဟာဘယ်ရထားမှမငရုံမလိုက်ဘူးငရုံကတော်လန်ရဲရထားပေါ်မှာရောက်ပြီးတာတော်လန်ရဲရထားကိုမောင်းနေပြီးတာတော်လန်ရဲရထားပေါ်မှာပျော်ပျော်ကြီးစီးနေကြပြီဆိုတဲ့အကြောင်းကိုပြောပြချင်တယ်ပြည်သူတွေအားလုံးစမ်းမပျော်ရှိကြပါစေ